အာအနာသိပြီးနောက်လို့ပြောရမယ်ဆိုတော့အတိကပြဿနာတော့လုံခြုံရေးဖြစ်တယ်ပေါ့နော်ဒီအမျိုးသမီးတွေရောကလေးတွေအသက်ဆိုရင်လုံခြုံရေးကတော့အာပြဿနာအကြီးကြီးတစ်ခုဖြစ်တယ်အာဒီအနာသိပြီးတဲ့နောက်ပိုင်းမှာဆိုစစ်ပွဲတွေကလည်းတောက်လျှောက်ဖြစ်နေတယ်အာအနာသိမြန်မာစစ်တပ်ကနေနဲ့ဒီလက်နက်ကင်တိုင်းသားတွေတိုက်ခိတ် ကြတဲ့စစ်ပွဲတွေလည်းအများကြီးဆက်တိုက်ဖြစ်တော့အာဒီအမျိုးသမီးတွေကလေးတွေအာတက်ကြီးရွယ်အိုးတွေအများစုဖြစ်တဲ့ပြည်သူလူထုတွေကလည်းအသက်အာအသက်အိုးအိမ်တွေဆုံးခွာပြီးတော့မှအာထပ်ပေးရတာလည်းရှိတယ်အဲ့ဒါမှဆိုရင်ထပ်ပေးလို့ထပ်ပေးရပြီဆိုရင်ဒီအမျိုးသမီးနဲ့ကလေးတွေအတွက်ဒီကျမရေးဝင်ဆောင်မှုတွေထိခိုက်တာရှိတယ်ကလေးဆိုရင်ဒီအာပညာရေးပိုင်းမှာပေါ့နော်ရှုံရှုံရတာလည်းရှိတယ်အဲ့လိုမျိုးဒီစီးပွားရေးအပိုင်းမှာရောတို့ရဲ့အာဘဝအာ ဘဝနေ့တိုင်းနေ့စဉ်ဘဝမှာရောဒီလူမှုစီးပွားရေးအပိုင်းမှာထိခိုက်မှုတွေတော့အများကြီးရှိတယ်ပေါ့နော်ဒါကတော့အာအချုပ်ပြောမယ်ဆိုရင်ဒါဒါဒီဒီစစ်အာအနာတိန်ပြီးတဲ့နောက်ပိုင်းမှာမကပဲနဲ့လဲအာဒီပီတူတွေအနေနဲ့ကတော့နေ့ချောင်နေရတယ်အာအာဘယ်နောက်ထပ်တစ်ခုကတော့ဒီစစ်အနာတိန်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်စစ်ကောင်စီကနေထုတ်လိုက်တဲ့ဒီဒီ ပါလဲအာပါလဲစစ်သားစုဆောင်ရေးဥပဒေပေါ့နော်ဒီဥပဒေကြောင့်လည်းပြည်သူတွေအာထိခိုက်ရတာရှိတယ်အပြင်လည်းဒီနေမီအတင်းမှာလှူရှားနေတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကနေလည်းအာအတမအာဒီစုဆောင်တဲ့စစ်သားတွေအာစုတွေကောက်ယူစုဆောင်တာတွေမှာလည်းထိခိုက်မှုရှိတယ်ပေါ့တစ်တုံညနေခွန်စစ်စင်ရေးနောက်ပိုင်းမှာကျမတို့အဲအမျိုးသမီးတွေအနေနဲ့ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရတယ်လဲလို့ဘယ်လိုခက်ခဲတွေလဲဆိုရင် အာပြောမပြနိုင်တဲ့အခက်ခဲတွေအများများတယ်အဲဘယ်လိုဘယ်လိုလဲဆိုတယောက်နဲ့တယောက်တော့တူတူမှာမဟုတ်ဘူးပေါ့နော်အဲအဲဒီနေရာအလိုက်กว่าတော့မယ်အဲဒါပေမဲ့ဟိုအခက်ခဲရှိတာချင်းရတော့တူနိုင်တယ်အဲပြီးရင်ဟို စစ်ပေးချောင်တွေပြေးလာရတော့လေအဲအမျိုးသမီးတွေများတော့အဖြစ်အဲအမျိုးသမီးနဲ့ကလေးမိခင်တွေပေါ့နော်အာတချို့ဆိုရင်မိဟိုကလေးမွေးမမွေးနိုင်တဲ့အတွက်ကြောင့်မို့လို့ဟိုအဝေးလန်တဲ့ဒေတာကိုဖြတ်တန်းလာရတဲ့အတွက်ကလေးတွေအဖက်မတင်တာတွေလည်းတွေ့ရတယ်ပေါ့နော်အမ်ပြီးရင်အဲနောက်ထပ်အမျိုးသမီးတွေအနေနဲ့ဟို သူများစီမှာတွားပြီးတော့အလုံးလုံးဖို့ကလည်းသူကအဆင်မပြေနိုင်ဘူး။အဲ့ဒါနဲ့စစ်ပေးချောင်စခန်းတွေမှာနေပြီးတော့ဟိုอืมသူများကူညီတဲ့အဲဟာတွေကိုပဲကိုကအာထာရတော့တခါတလေလဲအဆင်ပြေတယ်လို့တခါတလေလဲအဆင်မပြေဘူးပေါ့နော်။အဲအဲ့လိုမျိုးတိုင်မဲ့ဟိုလုံးဝဟောစာအဆင်မပြေဒါထက်ဆိုင်ကူညီတဲ့လူတွေဖိမကူညီတဲ့လက်လက်လေးတစုံရှိတဲ့အတွက် ကျေးဇူးတင်ရကျေးဇူးတင်ရမယ်လို့ပြောရမှာနော်စိတ်တန်ရကတော့အမဟိုအချိန်ချင်းရတာပေါ့နော်ဒီ၄နှစ်ဆိုတဲ့အတော်တွင်းမှာအမကိုယ်တိုင်အဖြတ်တန်းလာတဲ့ကာလတစ်ချောင်းမှာဟိုကြောက်ပြီးတော့ကိုရှေ့တန်းမလိုက်တဲ့အထိအမတစ်ခါကြုံခဲ့ရတာပေါ့နော်အအမြဲတမ်းဆိုရင်အမအချိန်တန်းကိုလိုက်ချင်တဲ့စိတ်ပြင်းပြတယ်ကလေးတွေရဲ့စာဝတ်နေရေးစာရေးတောက်ရေးတွေအဆင်ပြေဖို့အတွက်အမလိုက်လုပ်ပေးခဲ့တာပေါ့ဒါပေမဲ့ အမတစ်လေးလုံးတိုက်ပွဲမှာဆိုရင်ဒီဟိုတနေ့လုံးအဲ့လိုပေါ့နော်စီးယုံမှာပဲအဲ့လိုစီးယုံမှာပဲဒီကိုကလေးတွေရဲ့စိုးစိုးဝါးထိခိုက်တန်ရာရတဲ့မြင်ကွင်းတွေကိုမြင်ပြီးတော့မှအမဟိုပေါ့နော်ကြောက်စိတ်ဝင်သွားတာပေါ့ငါကိုယ်တိုင်ဖြစ်သွားရင်ရောပေါ့နော်အဲ့လိုမျိုးစိတ်တွေဝင်ပြီးတော့မှဟိုရှီတန်းဆိုတာကိုမလိုက်ဖ ೇನೆ အမတနေ့နားလိုက်တယ်ပေါ့နော်အဲစိတ်တန်ရာကိုဘာနဲ့ကုစားလဲဆိုတော့အမတို့ကဒါဒီတော်လိုင်းရင်မပြီးမချင်းတော့ မတော်ကဒါမျိုးတွေကတော့ကြုံနေရမှာပဲအခုကြောက်လို့ဆိုပြီးတော့ရက်လိုက်မယ်ဆိုရင်ရောကိုတယောက်ရက်လိုက်ရင်ရောဘာမှတော့မထိခိုက်ဘူးလို့တော့ဟိုတချို့ကပြောတာပေါ့နော်ဒါပေမဲ့ထိခိုက်လိမ့်မယ်လို့အမကတော့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့အမတို့ကဟိုတူတယောက်တည်းတော်လန်နေတဲ့တော်လန်ရင်းမဟုတ်ဘူးလေနော်တော်လန်ရင်းမဟုတ်ခါကျတော့ဒါကိုရှိမှလည်းပဲကိုထက်အတက်ငယ်တဲ့ကလေးတွေပေါ့ဟိုဒီကလေးတွေလည်းဒီကိုလည်းအင်ကရှုပ်ရွေးနေတဲ့ကလေးတွေရှိတယ်ထိခိုက်တန်ရာရပြီးကြာဆောက်သွားတဲ့ရဲဘော်တွေရှိတယ် အမားတို့ကကြောက်စိတ်ဝင်ပြီးတော့နားလိုက်တော့မယ်ပေါ့ရှီတန်းကိုမလိုက်တော့ဘူးဒါတွေမလုပ်တော့ဘူးဆိုရင်တော့ဒီလူတွေအပေါ်မတရားရကြားလိုက်မယ်ဆိုတဲ့စိတ်နဲ့အမားတို့ဒီနေ့ထိရှေ့ဆက်နေရပေါ့တတညာနှစ်ခုဆစ်စီရဲ့နောက်ပိုင်းမှာအမျိုးသမီးတွေအပေါ်ကိုဟိုအမျိုးသမီးဟီးတွေရဲ့အပေါ်ကိုအကျန်းဖက်မှုတွေပုံများလာတာတွေ့ရတယ်เนาะအဲ့ဒါ ပုံများလာတာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့တချို့တချို့လက်နဲ့ကင်နေကြတော့လေအဲပတ်စံရှိရနေတော့အဲ့လိုမျိုးတွေပတ်စံရှိတဲ့အာနာရှိတဲ့ဆိုပြီးတော့ကိုကိုလှုပ်ချင်တာတွေဟိုဟိုမစင်းစားပဲနဲ့ဟိုအာနာအာနာနဲ့ပဲ အမျိုးသမီးတွေအပေါ်ကို ကောင်းမွန်ပြအမျက်ထုတ်နေကြတယ်လို့မြင်တယ်။အဲဖြစ်လဲဖြစ်နေတယ်ပေါ့နော်။ဒေတာတွေးမှာအရန်ကို ပြောမပြနိုင်အောင်။စားပြီးတော့တကယ်ခံစားရတယ်ပေါ့နော်။အမျိုးသမီးငယ်လေးတွေအတူတူကညာတော့အဖြစ်တိလို့ခံရတာခြေလက်ဒေတာအမျိုးသမီးငယ်လေးပို့ပြီးတော့ ခံရတယ်သူတို့မှအအတိပညာလည်းအမတိတာလားတမောင်းဖို့တိတိနဲ့လုံနေတာလားဆိုတာလည်းကျမတို့ကအာသွားပြီးတော့ကိုတွေ့မေးမြန်းမေးမြန်းခွင့်မရှိခဲ့ဘူးပေါ့နော်ဒီ30 29အာ ရှေ့လာတဲ့နောက်ပိုင်းမှာဒီအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေလူကုန်ကိုခံရတာရှိတယ်လိမ်လည်ခံရတာရှိတယ်ပေါ့နော်ဒီအသက်မပြည့်ပြီးတော့မှအသက်ဆက်ရှိမပြည့်ပြီးအသက်ခံရတာတွေရှိတယ်အန္တရာယ်ဒီတည်င်းတွေလည်းအများကြီးထွက်လာတယ်ပေါ့နော်တစ်ဖက်မှာလည်းဒီစီးပွားရေးအကျက်သေးတွေကြောင့်ဒီအလောက်ကိုင်းတွေရှားပါလာတာတွေရှိတယ်ဒါကြောင့်အမျိုးသမီးငယ်တွေကဒီတို့ရဲ့ဝိုင်းရေးအသက်ဒီ KTV တွေမှာအာဒီကြဖြန့်အလုတ်လုတ်အလုတ်တွေမှာပေါ့နော်ဝင်လုံန နေရတာရှိတယ်ပေါ့နော်ဒီအလုပ်တွေကအာသူတို့ရဲ့ဇက်မာရေးအသက်ပဲဖြစ်ဖြစ်သူတို့ရဲ့လုံခြုံရေးအသက်ပဲဖြစ်ဖြစ်အာဒီစင်ခေါ်မှုအရန်ဖြစ်တယ်ဆိုတော့အရန်ဖြစ်တဲ့အလုပ်ဖြစ်တယ်ပေါ့လေ မ်ပြီးရင်ဒီအခုပေါ့နော် MNDAA ကနေဒီမတရားဖန်ဆီးထားတဲ့အသက်59နှစ်အမျိုးသမီးငယ်ပေါ့နော်နန်ယင်းဟော့ကိစ္စဆင်တာလုံးဝလက်ခံလို့မရတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီကလေးမလေးကအသက်59နှစ်ပဲရှိသေးတယ်အဲပြီးရင်လည်းဒီဖန်ခံထားရတာလည်းတလအရှိတော့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြီးရင်လည်းဒီကလေးမလေးအတွက်သူ့ရဲ့စိတ်အစမရဲ့အတွက်လည်းစိတ်လုံးချုံရဲ့အတွက်လည်းမရှိနေဘူးဆိုတဲ့တဲ့င်းလည်းကြားနေရတယ်ပေါ့နော်အော်ဒါဒါကမတရား ဖန်ဆင်းမှုဖြစ်တယ်အကြံဖတ်မှုဖြစ်တယ်ပေါ့နော်ဒီနေရာမှာပဲကျမတို့ဒီဒီကိစ္စဒီကလေးမလေးကိုမြန်မြန်လုပ်ပေးဖို့လို့တော့တောင်းဆိုချင်တယ်ပေါ့ဒီဆီအနာတိမ်ပြီးတဲ့နောက်ပိုင်းဒီ2023 2024ဆိုတာ10 29ရဲ့အတော်အသွင်းမှာဒီကာလမှာဆိုရင်ဒီဒီအချက်လက် အရာဆိုရင်ကျမတို့ကဒီဒီအမြတ်သမီးပေါ်အကြံဖက်မှုတွေလင်ပိုင်းဆိုင်ရာအကြံဖက်မှုတွေဆိုရင်ဒီ kiss bound 80ကျော်ရှိတယ်ပေါ့နော်ဒါဒါပြနိုင်တဲ့ဒီအကြံဖက်မှုပဲကျမတို့ကျမတို့လက်လမ်းမိတဲ့ area ကျမတို့လက်လမ်းမိတဲ့အားအနေကောက်လို့ရတဲ့အချက်လက်ပဲဖြစ်တယ်တခြားနေရာမှာကျမတို့လက်မမိတဲ့ data မှာဒီလိုမျိုးလူခွေးချူဖောက်မှုတွေအမြတ်သမီးပေါ်အကြံဖက်မှုတွေမရှိဘူးလို့ဘယ်သူမှတော့မပြောနိုင်ဘူးပေါ့နော်ဒါကျမတို့မြင်ရတဲ့အကြံဖက်မှုရှိတယ် ဲ့ဒီအကြံဖတ်မှုမှာဆိုရင်ဒီအလင်ပိုင်းဆိုင်ရာအကြံဖတ်မှုဆိုရင်လဲတာအပီတူအချစ်ချင်းလဲပါတယ်ပြီးလဲဒီအာနာရှင်တွေကနေအာဒီလက်နဲ့ကင်လာအာအာနာရှင်ရဲ့လူတွေကနေကျွလွန်တဲ့အချက်လက်တွေလည်းရှိတယ်အပီတူတွေအတွက်ဒါအထုတ်ပြောလို့မရတဲ့အခြေအနေတွေမှာလည်းရှိတယ်ပေါ့နော်ဒါကတော့အောင်းကောင်းကောင်းဟို ပုံပင်လေးလေးမြင်လို့ရတဲ့အချက်တစ်ခုဖြစ်တယ်ပြင်တစ်ခုဒီဘက်အချမ်းမာဒါအမတို့နေတဲ့အချမ်းမာဆိုရင်တော့ဟိုတယောက်နဲ့တယောက်ယူဆမတူတာပဲလားဘာလားတော့မသိဘူးကောနော်တခါတလေကြာရင်တော့ဒီဟိုအိမ်တောင်တွေတွေမဟုတ်ကြဘူးကောဒီဇနီးမောင်နှံတွေမဟုတ်ကြပဲနေတမီးစားဘွားတွေပဲပေါ့နော်တမီးစားဘွားတွေမှာပဲအဲယောက်ျားလေးတွေကမိန်းကလေးတွေကိုရိုက်နှက်တာပေါ့နော်အဲ့လိုဟိုလူမြင်မကောင်းအောင်နှိပ်စက်ညှင်းပန်းတာမျိုးပေါ့နော်အဲ့ဒါတွေတော့အမအကြုံတွေ့ဘူးတာပေါ့နော် အမတော့ဒီတော်လိုင်းကာလာထဲမှာတော့အဲ့ဒီလိုမျိုးပညာပေးဆောင်ရတာတွေတော့မကြုံဘူးသေးဘူးပဲအဲဒါမျိုးတွေမတွေ့ရသေးဘူးပေါ့နော်ဖြစ်နိုင်ရင်တော့အမအဲ့မျိုးတွေလှုပ်စေချင်တာပေါ့အမျိုးသမီးဘက်ကနေရက်တီပြီးတော့ကုညီဆောင်ရွက်ဖြည့်ရှင်းပေးတာမျိုးတွေလှုပ်စေချင်တယ် ကျမအနေနဲ့ဒီလက်နက်ကင်အဖွဲ့စည်းအားလုံးကိုမလောက်တဲ့လူတော့မဆုတ်လို့ဘောနော်လောက်လောက်တဲ့လူတွေကို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 ပြန်ဆန်းစစ်ဖို့လိုပြီလို့ပြောပြောချင်တယ်ကိုကအာနာရှင်ကိုတိုက်ထုတ်တာလေပြီးကိုကိုတိုင်ကအာနာရှင်တကြော့ပြန်ဖြစ်ပြန်ဖြစ်နေတယ်ဆိုတာကို မေ့နေကြတာတို့တို့ကလေမေ့ပြီးတော့ပြီးအာနာကိုလက်ထဲမှာရှိတယ်ဆိုရင်လောက်ချင်တာတွေလောက်နေတဲ့တို့တို့တွေရဲ့ သူတို့တွေရဲ့အဖြစ်ကိုလည်းအဲအဲအဲ့လိုကိုလည်းကိုကမဖြစ်စေချင်အောင်အပြီးရင်အဲပြန်ပြန်ပြီးတော့ဟိုကို့အဖွဲ့စည်းကိုကိုအားလုံးကပြန်ပြီးတော့စီစနစ်ကြကြချင်းချုပ်စေချင်တယ်အဲအဲသူတို့သူတို့ရဲ့ရှိတဲ့စီမင်းဥပဒေတိုင်းသူတို့နေဖို့လဲလိုအပ်တယ်ပေါ့နော်အဲပြီးရင်အဲ သူများသားသမီးကိုကိုသားသမီးလို့ကိုမိပမောင်နှမအရင်လို့ကိုအမေလို့ဟိုကိုချင်းစာတဲ့စိတ်တွေသူတို့မှာလူတရားချင်းစာနာတဲ့စိတ်တွေနမချင်းစာနာတဲ့စိတ်တွေရှိဖို့လိုအပ်တယ်ပေါ့နော်အမတော့အဲ့လိုလဲမြင်တယ်ပေါ့နော်음အဲရှေ့ရှေ့လျှောက်မှာအမျိုးသမီးငယ်လေးတွေဒီလိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေမခံရအောင်အမ် င်ကျမတို့ဟိုအမျိုးသမီးထုအားလုံးမှာလည်းတာဝန်ရှိတယ်အဲသူတို့ဒီပဟုတုတရအောင်လဲကိုကပညာတွေအများကြီးတွားပေးရမယ်အမျိုးသမီးတွေ့ဆုံဆွေးနွေးပွဲတွေအများကြီးလုပ်ပေးရမယ်အမျိုးသမီးတွေတချို့မျိုးသမီးတွေကအမျိုးသမီးတိုင်းတော့မဟုတ်ပေမဲ့တချို့အမျိုးသမီးတွေဟာအာနွယ်တဲ့အမျိုးသမီးလို့တော့ပြောလို့မရဘူးပေါ့အဲမျိုးသားနဲ့အမျိုးသမီးနဲ့ဥပမာပေါ့တရင်တက်ဖွဲ့တွေမှာဆိုရင်ဟိုခေါင်းဆောင်နေရာထားမယ်ပေါ့နော်ခေါင်းဆောင်ယူရှိမယ်ဆိုလို့ချင်း အဲ့အမျိုးသမီးကအဲ့ဒီအမျိုးသားထက်ပိုပြီးလုံနိုင်စံရှိတယ်ဒါပေမဲ့အမျိုးသမီးမို့လို့မရွေးချယ်ဘူးပေါ့နော်အမျိုးသမီးဖြစ်နေလို့မရွေးချယ်ဘူးပေါ့အဲ့ဒါမျိုးမဖြစ်စေချင်ဘူးပေါ့လုံနိုင်ရင်လုံနိုင်သလားသမီးကိုနေရာပေးစီချင်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်အမျိုးသမီးတက်ရင်မှုဆိုတာလည်းရှိသင့်တယ်ပေါ့နော်ဒါသူရဲ့လှုပ်ဆောင်နိုင်စံရှိရင်ရှိတယ်လို့နေရာပေးစီချင်တယ်ပေါ့ဟိုဂျန်ဒါတွေမခွဲစားမခွဲခြားပဲနဲ့ဆက်ဆံစီချင်တာပေါ့နော်လောက်ရေကိုင်းကိုဆုံးဖြတ်ပြီးတော့သူတို့နေရာပေးမယ်ဆိုလို့ရှိရင်ဟိုတချို့ကိစ္စတွေမှာပုံပြီးခီးရောက်နိုင်တာမျိုးတွေရှိရယ်လीနော် ဒီကိစ္စနဲ့ပတ်သက်လို့ဆိုအနေနဲ့ကဘာလုပ်လို့ရလဲဆိုတော့ကျမတို့အနေနဲ့ကတော့အာပညာရေးအပိုင်းမှာအပညာပေးတဲ့အပိုင်းမှာလုပ်တယ်အဂျူတင်ကာကွယ်တဲ့အပိုင်းမှာလုပ်တယ်ဟုတ်တယ်ပညာပေးတဲ့အပိုင်းမှာဆိုတော့အရင်အခက်ခဲရှိတယ်အခုအာအရင်တော့ online အနေနဲ့လုပ်တယ် video အနေနဲ့ပေးတယ်ပြီးရင်ဒီဒီတွေ့အောင်ပါလဲ feed ထဲမှာပေါ့နော် queen ထဲတွားပြီးတော့မှအာပညာပေးတာမျိုးရရှိတယ်ပေါ့နော်ဥမာဒီအာအတက်အန္တရာယ်နဲ့အာစင်ခေါ်ချက်ဖြစ်တယ်ဆိုတော့အရာလေးတွေဒါကတော့အတတ်နိုင်ဆုံးပေါ့နော် မတို့ဖက်ကတော့ဒီပညာပေးတဲ့အပိုင်းမှာလုပ်တယ်ဂျိုတင်ကကွက်တဲ့အပိုင်းမှာလုပ်တယ်ဖြစ်လာတယ်ဆိုရင်ကျမတို့အနေနဲ့အာဒီဒီအစံဖတ်မှုကိုအာကင်တွယ်ဖို့ဘောနော်ဒါဒီအမျိုးသမီးတွေအသက်အာဒီဒီစိတ်ပိုင်းဆိုင်ရာအာအာပေးစကားတွေလားကောင်ဆယ်လင်းတွေလားပေးပေးတာမျိုးတွေတော့ဒါကတော့ကျမတို့လုပ်နိုင်တဲ့အပိုင်းဘောနော်ကျမတို့အနေနဲ့လုပ်ပေးနေတဲ့အရာတွေဖြစ်တယ်အာဒါပေမဲ့တစ်ဖက်မှာလည်းအာတချို့ kids တွေတချို့အာအကူညီတောင်းလာတဲ့အချိန်မှာကျမတို့အာအနေနဲ့လည်း အပြည့်ဝမကူညီပေးနိုင်တာမျိုးတွေကတော့ဒါကတော့အာဒီအခက်ခဲတစ်ခုလားကန့်တမှုတစ်ခုတော့ဖြစ်တယ်ပေါ့နော်အဖွဲ့အစည်းအနေနဲ့လည်းဒီလိုအချက်တွေအကုန်လုံးမပေးနိုင်တာတွေလည်းရှိတာတော့ဒါကတော့အော်ထဲပြောရမယ်အဖွဲ့အစည်းအတွက်ကျမတို့အတွက်လည်းစင်ခေါ်မှုဖြစ်တယ်ဆိုတဲ့ဟာလည်းပြောရမယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ဒီဒီဒီကိစ္စပေါ့နော်ဒီအကြမ်းဖက်မှုတွေဒီတရားဥပဒေစိုးမိုးမှုမရှိတော့ကျမတို့ဒီကင်တွယ်ဖို့ကတော့ကျမ တို့အမျိုးသမီးအဖွဲ့အနေနဲ့ကျမတို့မှာအာဏာလည်းမရှိဘူးကျမတို့မှာလက်နက်လည်းမရှိဘူးကျမတို့တတ်နိုင်တာကတော့ဒီအတိတ်ကအာကာကွယ်တဲ့အပိုင်းပညာပေးတဲ့အပိုင်းပဲကျမတို့အာလုပ်နိုင်တယ်အဲကြောင့်ဒီသက်ဆိုင်ရာပေါ့နော်အာဏာရှိတဲ့လူတွေအာဒီဆုံးဖြတ်ချက်ချနိုင်တဲ့လူတွေကနေဒီကိစ္စကိုထိထိရောက်ရောက်ကင်တွယ်ပေးဖို့တော့ကျမတို့တောင်းဆိုချင်တယ်ပေါ့နော်